သူမလို့တမီးမွေးမှာဆိုလို့ယောက်ျားမျိုးတော်ဦးလို့ပြောလာတဲ့တင်စာဝင်ကျော်အချို့ကသူ့ရဲ့ပွင့်လင်းမှုဖက်ရှင်ကြမှုကိုချစ်ကြသလိုအချို့ကလည်းသူ့ရဲ့နေထိုင်မှုပုံစံကိုပြင်းထန်ဝေဖန်ကြတဲ့မင်းသမီးတင်စာဝင်ကျော်ကတော့တမီးလေးမွေးရင်သူနဲ့တူမှာဆိုလို့ကလေးမရှိဘူးလို့ဆိုလာခဲ့ပါတယ်။ဒါကြောင့်လည်းသူမအနေနဲ့အိမ်အောင်ပြုတော့ဘူးကလေးလေးမရှိတော့ဘူးလို့ဆိုလာတာပါ။တင်စာဝင်ကျော်ဆိုတာကနှုတ်ပညာလောကမှာထိတ်တဲမင်းသမီးတယောက်ပါ။သူမကလာပါတယ်ဖက်ရှင်ကြတယ်ဖြစ်မိတယ်သူ့ရဲ့မိတ်ဆွေတိုင်းပိုင်းမှာဆိုရင်လေစိတ်ဓာတ်ကောင်းတယ် အပေါင်းတင်ဆက်နေလို့နမေကြီးပါရယ်။ဒါ့အပြင်ဒီမှာမလေးတင်စားဝင်ကြောင်းဟာရုပ်ရှင်လောကမှာစကားကြီးတွေရဲ့ထိတ်တန့်မင်းနေရာတဲ့သူမရဲ့ဝေစားစီမှုပုံစံတွေကြောင့်ပို့ပြီးတော့လူတီများခဲ့ပြီးတော့ပို့ပြီးတော့ညင်းပွားဝယ်ဖြစ်ခဲ့ရသူပါ။အချို့သူရဲ့ပွင့်နေမှုလိုလတ်မှုကိုယ့်ကိုယုံကြည်မှုရှိရှိနဲ့ဖက်ရှင်ကြကြနေတိုင်းတာကိုသဘောကျကြပါရယ်။နောက်တစ်ပွင့်အများစုကတော့တင်စားဝင်ကြောင်းရဲ့နေတိုင်းဝေစားစီရင်ပုံကအကျန်းဟောတာမြမယင်ကြည်မှုနဲ့မညီဘူးလို့ပြင်းထန်တမဲကြပါရယ်။ဒီလိုဟောတဲ့ပုံစံနဲ့ဝေစားစီရင်မှုတွေကြောင့်ပဲ သူမကအရင်ကမြမရင်ကြည်မှုနဲ့မညီဆိုတဲ့ကောင်းစဉ်နဲ့ထင်းထင်းရေးယူခင်ရတဲ့ဒီဖြစ်ခဲ့ပူပါရယ်။ဒါပြင်တေဇာဝင်းကျွမ်းချစ်သူတွေများစွာဒါဖို့ပဲမဲ့အချစ်ရေးမှာကဲမကောင်းဖြစ်ခဲ့ရတယ်။တိမြဲတဲ့ဆက်ဆံရေးမျိုးမရခဲ့ဘူးလို့လည်းသူတွေကပြောဆိုသုံးသပ်ကြပါရယ်။အခုဒီလိုဘွားတွေ့ကြုံနေဝေဖန်မှုတွေတိုက်ခတ်မှုတွေအများကြီးရင်ဆိုင်ခဲ့ရတဲ့တေဇာဝင်းကျွမ်းဟာအိမ်အောင်ရင်းနဲ့ကလေးယူရေးနဲ့ပတ်သက်ပြီးသူ့ရဲ့တင်းစိတ်ကိုထူးခြားခြားဖွင့်ရလာခဲ့တာပါ။သူမကသူမလိုသမီးလေးမွေးလာမှဆိုလို့ကလေးမြူကျင်းတော့ဘူး။အိမ်အောင်မပြူတော့ဘူးလို့ဆိုပါရယ်။ ။အားကြောင့်ဒီလိုတွေ့ရလဲဆိုတာကိုလည်းသူမကဒီလိုရှင်းပြခဲ့ပါရယ်။သူမကသူမကိုသူမအသေးဆုံးမှာသူမကရမ်းချစ်တတ်တယ်၊လိုလက်စွာနေတတ်တယ်။သူမစိုးရိမ်တာကတကယ်လို့သာသူမမွေးလာမဲ့သမီးလေးကသူမနဲ့တူတဲ့ဒီချင်းစရိုက်တွေမွေးရပါပါလာခဲ့ရင်သူမအနေနဲ့မိဘနေရာကနေမထိနိုင်ဖြစ်မှာဘယ်လိုလဲညုံရမယ်မသိဖြစ်မှာကိုအရင်စိုးရိမ်နေလို့ဖွင့်ရခဲ့ပါရယ်။ဒါတနည်းအားဖြင့်သူကိုယ်တိုင်ပြတ်တမ်းရတဲ့ဘဝသူကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လိုလည်မှုတွေကသူ့ကိုပျော်ရွှင်မှုပေးခဲ့တယ်လို့တစ်ဖက်မှာလည်းဝေဖန်မှုတွေပြဿနာတွေအများကြီးပေးခဲ့တာကို သူကိုယ်တိုင်သိနေလို့ပါသူသမီးကိုဒီလိုတိုက်ခတ်နေကြတဲ့မှာမတွေ့ကြုံစေချင်နေဒါမှမဟုတ်ထင်ရှားပေးနိုင်မှာမဟုတ်ဘူးလို့ကြိုတွေးပြီးတော့စိုးရိမ်နေတဲ့မိခင်စိတ်တမျိုးလိုလေသုံးသပ်နိုင်ပါ रे ဒါမှမဲ့ဒေသဝင်ကျောင်းကလုံးဝတယောက်တည်းပြိုကြီးလို့တော့မယ်လို့ဆိုတာတော့မဟုတ်ပါဘူးဒေသဝင်ကျောင်းကသူမအနေနဲ့သွေးသားနဲ့မလို့ချစ်သူရည်စားထားခြင်းထားပြမှာဖြစ်ပေမယ့်တရားဝင်လက်ထပ်ဖို့အစီအစဉ်တော့လုံးဝမရှိဘူးလို့ထက်လောင်းပြောကြားခဲ့ပါ रे ဒါတော်တော်လေးပွင့်လင်းပြီးတော့ရိုးသားတဲ့ဝန်ခံချက်ပဲကိုယ့်ရဲ့အတိတ်တွေးကြုံတွေကိုယ့်ရဲ့ဇယလက္ခဏာတွေပေါ်မှာအခြေခံပြီးတော့ သာသမီမွေးခြင်းပေါ်မှာဒီလိုစိုးရိမ်စိမ်းနဲ့ဆုံးဖြတ်လိုက်တာပါပြိသက်ကြီးတို့ရောတင်စားဝင်းကျော်ရဲ့ဒီဆုံးဖြတ်ချက်နဲ့သူ့ရဲ့ကြောင်ပြချက်ပေါ်မှာဘလို့သဘောရပါသလဲမိမိတို့ရဲ့မြင်လေးကိုလည်းပြောသွားပေးခဲ့ပါအောင်ရှင်ကြေကျွားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာနဲ့တူပြန်လာခဲ့ပါအောင်မေရှင်ဒီနေ့ရောလောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အာပိနာစင်ခဲ့ကြတဲ့ပြိသက်တရားရောတင်စားဝင်းကျော်ရဲ့စိတ်ထဲလေးကဘလို့မျိုးရှိမယ်လို့ထင်ပါသလဲပြိသက်ကြီးရဲ့မြင်လေးအရှင်လည်းကွန်မန့်လေးထဲမှာယဉ်ကျေးစွာနဲ့ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင် အာဘီနာဆင်ခဲ့ကြတဲ့ပြည်သက်တယောက်ချစ်စီတိုင်းလည်းအခုလိုတမယာလေးမှာကောင်းကောင်းချင်းတွေရရှိပြီးတော့ပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။